ကိုမွန်မီထက်တန်းကျောင်းရဲ့တတိယရက်မှာဝိညာဉ်ဟန္တာကိုကန်ရှိပြီးလူဟာဆန္ဒတွေဖြစ်စည်းပေးပါရဲ့။ရေသူမချိန်စာမိသွားတဲ့ရာရှိကိုကယ်ပေးခဲ့သူကတော့တပ်စင်ကန်တွေကဟန္တာကိုကန်ပါပဲ။အဲ့ကနေကောလာဟာလာတွေကနေပြောင်းသွားတဲ့တဆီတွေကိုငိုတိုင်းပြန်ဖြစ်အောင် ရာရှိကကြိုးစားအားထုတ်ပါတော့ရဲ့။ဟန္တာကိုကန်ကိုတီးတဲ့လောက်ကနာမည်ရင်းက MNA ကန်ဖြစ်ပြီးဒိုးနဲ့ရမ်းကြိုက်တယ်။အမောင်ကြီးဖြစ်တဲ့စုကဆောက်ကိုတတ်မိသွားခဲ့ရဲ့။ဟန္တာကိုကသူ့အကြောင်းကိုဒီနေ့ကျရင်ပြောပြမယ်ပြောထားမယ်။ရာရှိကတော့တီးကျင်လုံးလို့ယူခနေပါပြီ။ ရာရှိရောက Black Canyon ဆိုတဲ့ Hamster လေးကိုမွေးထားပါသေးတယ်။ကျောင်းရဲ့စမ်းချက်ခုနှစ်ခုတည်းကတစ်ကတော့နာယီကိုစောင့်နေတဲ့၃ယောက်ပါ။ဒီကျောင်းရဲ့တက်တန်းရင်ဆောင်နာယီကြီးရဲ့ကျောင်းမှာစီးစင်းနေတဲ့ချိန်တွေကိုထိန်းချုပ်ထားပါတယ်။အဲဒီလက်တံတွေကိုလှည့်လိုက်ရင်ကျောင်းရဲ့ချိန်ကိုစိတ်တိုင်းကျအောင်ပြောင်းနိုင်တယ်။ဒါပေမဲ့နာယီကိုကြီးကျက်ရတဲ့အတိတ်ပြစ်ဆုပ်ပံအနာဂတ်ဆိုရဲနာယီအဆောက်၃ယောက်ရှိနေရပါ။ခွင့်ပြုချက်မရဘဲနာယီကိုထိလိုက်ရင်ကိုယ်မှာကျန်တဲ့ချိန်တွေကိုနာယီစောင့်နေစီမှာအယူခံနိုင်ရပါတယ်။ဒီကောလာဟာလာကတော့အွန်ကရာရှိယိုကိုပြပြနေရပါ အဲ့ဒီမှာပဲတယောက်ယောက်ကနာယီကိုကလိမိသွားလို့စာသင်ခန်းတစ်ခုကအိုဟောင်းဆုပ်ပြက်ပြီးခြောက်ချားဝဲပုံစံကိုချက်ချင်းပဲပြောင်းလဲသွားပါတယ်။ဖုန်နေတက်ပရင်ပေါက်တွေလည်းအက်ကွဲနေတယ်။ထမင်းဘူးတွေလည်းတိုးကုန်ပြီးထူးခြားတာကတော့ orange ပစ္စည်းတွေပဲဘာမှမဖြစ်သွားတာပါ။အချိန်ရှိရောက်သွားတဲ့အကြောင်းရာရှီကတက်စင်ခန်းတွေကတည်ရင်ဟန်နာကိုကန်စီတော်ပြပြလိုက်ပါတယ်။မီနာမာတိုကလည်းသူ့ခန်းထဲကအတန်းပေါ်တွေဦးလေးကြီးတွေပုံစံဖြစ်သွားရတဲ့အကြောင်းဖုန်နဲ့တက်ပုံရိုက်ယူလာပြီးဟန်နာကိုလာတိုင်ပါတယ်။ ဟနာကိုပြောတာကတော့နာရီစောက်၃ရက်တည်းကကာကိုကတော့အချိန်ကိုနောက်ပြန်လှည့်နိုင်တယ်ဒုတိယခန်ဆိုင်ကတော့အချိန်ကိုရက်နိုင်တယ်တတိယမြောက်မီရန်ကတော့အချိန်ကိုရှေ့တိုးနိုင်တယ်ဒါပေမဲ့ကြောင်းရင်စမ်းချက်မှုခုနှစ်ခုတည်းကခေါင်းဆောင်ဖြစ်တဲ့ဟနာကိုတော့မှနာရီစောက်နေတဲ့နေရာကိုမသိပါဘူးဘာလို့လဲဆိုတော့နာရီစောက်နေတဲ့ဟနာကိုပထမဆုံးတွေ့တော့ကအချိန်ကိုရက်လို့ရလားအရင်မိုက်တယ်ဒါဆိုရင်နှာဝူးထားတဲ့ကိစ္စတွေလုပ်လို့ရတာပေါ့လို့ပြောလိုက်ကြတဲ့ကနာရီစောက်နေကသူတို့နေရာကိုပေးမသိကြတော့ပါဘူး ဒါပေမဲ့ဟန်နာကိုကြားဘူးတာကတော့အချိန်ကိုထိန်းချုပ်နိုင်တဲ့ခံဆိုင်ကဒီเจ้าမှာចောင်းသားအနေနဲ့တက်ရောက်နေရဲဆိုရဲကောလာဟလာပါတခြားเจ้าသားတွေနောက်ပြောင်ခံရတဲ့အချိန်မှာအွိုင်းကမခံရတာမို့လို့တန်တရားဝင်စရာကောင်းတယ်လို့ဟန်နာကိုကယူဆထားပါရဲ့အဲဒီအချိန်သူတို့ရှေ့ကပရင်ပေါ့မှန်ကဖြုံးနဲ့ကွဲထွက်သွားပြီးအနောက်ဘက်ခန်းထဲကနေအွိုင်းကလည်းထွက်လာပါရဲ့ဟန်နာကိုကိုရာရှီယိုနဲ့မိနာမာတို့ပဲမြင်ရတာပါဟန်နာကိုကရာရှီယိုကိုရဲကိုဝင်ပူပြီးအွိုင်းကိုစကားပြောပါရဲ့တခုခုတည်ထားရမလားမပြောရင်ဒီနှကန်လေးကိုတိမ့်ပိုက်လိုက်ရမလားဆိုပြီးပတ်ချွတ်နဲ့ချင်းနဲ့ကိုပြောနေရဖြစ်ပါရဲ့ အိုင်ရဲ့အကြောင်းထက်သိရအောင်လို့ငငယ်ကလေးကအိုင်ကိုကြိုက်လာပြီးအခုဆိုရင်အိုင်ရဲ့3624တွေအငင်းခံရပြီဖြစ်တဲ့အကနဲ့စီမံရာရှိရိုးတို့ကတောင်းမိခဲ့ကြပါတယ်ဟန်နာဘူးကရာရှိရဲကိုရီးယားနဲ့ထွက်လိုက်ပြီးဖြစ်ပြီးရာရှိရိုးကလည်းသူ့ကိုယ်နဲ့သူပြန်ရောက်ပြီးပါပြီ အကန်လေးကတော့ဘာပဲဖြစ်ဖြစ်အိုင်ကသဘောကျတဲ့ကောင်လေးတယောက်ရှိလာရင်တော့ဖြောက်ပြရမှာပဲဆိုပြီးတန်နေရိုက်ထားတဲ့ဘေ့စ်ဘောတုပ်ကိုတရဲရဲနဲ့ချိန်နေတာဖြစ်ပါတယ်။အိုင်ရဲ့လိုအပ်ချက်ကိုသိရဖို့သူတို့ဟာယာယီဆောင်ဆောင်ရေးအဖွဲ့ဖွဲ့လိုက်ပြီးဟန်နာကူကဟက်ကူးကျူရိုင်းနဲ့အိုင်သွားတဲ့ပြာကန်နဲ့မီးရွေကုံလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။အိုင်ရဲ့ဘော်ကသူ့ဘော်တက်တဲ့မှာရှိနေတဲ့မီးဆိုင်ကပြုတ်ကျလာပါတယ်။သူ့ဘော်ကျလာတဲ့မီးဆိုင်ရဲ့ရံကနေကာဝယ်ဖို့အချိန်ကိုရက်လိုက်ပြီးတရုံမှန်ကထပ်ပေါ်လာခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒါကအိုင်မဟုတ်ပဲအကန်နေပါပဲ။ အော်ဒီခုခုဖြစ်မှာကိုမလိုလားတဲ့သူအနေနဲ့အခုအွန်ရဲ့တရေရှင်ကိစ္စမှာအကန်ထဲကသူ့အဆန်းကိုထုတ်သွင်းလိုက်ရတာပဲဖြစ်ပါတယ်။ဒီမှာရင် အပိုက်တက်ကပြီးဆုံးသွားပါရဲ့။မိဘဟိုရောမိနာမတို့ကိုရောပြစ်ဆုတ်ပန်ချိန်ကိုရန်နိုင်တဲ့နာရဆောက်အကန်ထဲကရက်ထားတာဖြစ်ပါတယ်။အွန်ကိုဒီလိုအနေမျိုးနဲ့ဂျုံစီခဲ့ရကြအောင်စကားမပြောခင်ဟန်နာကိုကိုအကန်ထဲကတစ်ချက်ထိုးလိုက်ပါရဲ့။သူကလည်းကြောင်းရဲ့အံ့ဘွယ်ခုနှစ်ခုလေးကနံမခွန်းနဲ့ခေါင်းဆောင်ဟန်နာကိုအကြောင်းကိုကြားပိုးပြီးသားပါ။ရက်ထားတဲ့အချိန်ပြည့်သွားရင်မလို့မိဘကကြောက်ွဲပြီးအပြင်ကနေလည်းအတန်ကြားရတယ်။ဘာဖြစ်နေလဲဆိုပြီးလာမိကြတယ်။ ဒီနေရာမှာအကုန်လုံးကိုတွေ့ရင်ပြဿနာတက်နိုင်တာကြောင့်ဒီနေရာကနေပြောင်းလိုက်ကြပါရစေ။ပြီးတော့ oil ကတော့ကြောင်းစည်းကန်းအောင်ရောက်သွားပါပြီ။အကာနဲ့ဆွားရရတဲ့ပုံကတော့ဒီလိုပါ။ကြောင်းစားတဲ့နေ့မှာ oil လမ်းလျှောက်နေတဲ့ဘေးနားကမှန်တင်တဲ့ကားပေါ်ကနေမှန်တွေကကွဲကြလာပါတယ်။ဒါကိုတစီတယောက်ကလွတ်လိုက်တာဖြစ်ပြီးအကာနဲ့ကလည်းရက်ဆန်းဆိုတဲ့ဇာတ်ကားကိုလှစ်ခနဲပြောလိုက်မိတယ်။မတင်မဲ့ပဲဖန်ခွဲစားတွေကလေထဲမှာရက်နေပြီးတစီကအကနဲ့နဲ့စာကျိုးလာချုပ်ခဲ့ပါရဲ့အဲ့လိုနဲ့အချိန်ရက်နိုင်တဲ့နိုင်ကိုရလာခဲ့တယ်တရက်ကို၃ချိန်၃နိုင်ပြီးတစ်ခါရက်ရင်၅မိနစ်ကြာရက်နိုင်ပါတယ် နံပါတ်၁အံပွဲနဲ့ဆုံတွေ့ခဲ့တာဖြစ်ပြီးစာချုပ်ကတော့ចောင်းပီးရဲ့ထီကိုကြားမှာပါတခြားဆောင်နေရဲ့တောက်တုံမေရလည်းလောက်ရသေးသလိုဒီနာရီရှိနေတာကလွဲရင်တော့အကနဲ့ကတာမန်လူလိုပါပဲမျက်မှန်တက်လိုက်ရင်တော့တစီတွေကိုမမြင်ရတော့ပါဘူးထူးဆန်းတာကသူတို့အဖွဲ့ရလွဲလို့ចောင်းကသူတွေအကုန်လူ ਉ တွေဖြစ်သွားကြတာပါဒါကိုမီရာကြီးဆိုတဲ့နိုင်ရဲ့ဆောက်သုံးယောက်တည်းကတယောက်ကခလေးတယောက်လိုဆော့ကစားပြီးလုံနေတာဖြစ်ပါတယ်မီရာကြီးကအနာကက်ကိုထိန်းချုပ်တဲ့နာယီဆောက်ဖြစ်ပါရဲ့။နာမည်မရှိတော့မီရာကြီးလို့အကနဲ့တယောက်တည်းကပဲခေါ်ဆိုခဲ့တာပါ။ သူထီးလိုက်တဲ့အရာတွေရဲ့အချိန်တွေကိုမြန်အောင်လုပ်နိုင်တယ်။ကျောင်းကအခန်းတစ်ခန်းအိုဟောင်းဆုပ်ပြတ်သွားတာကလည်းသူ့ရဲ့လက်ချက်ပါ။ဒါကြောင့်လက်အိတ်ဝတ်ပေးပြီးနင်းနမိတ်ထဲမှာထည့်ထားတာကိုဒီမနက်မှထွက်ပြေးသွားတဲ့ပုံစံမှာပဲ။ မိသားစုကိုဖမ်းဖို့ဟန်နာကိုနဲ့အက္ကနေတို့ကပူးပေါင်းလိုက်ကြပါတယ်။ကျောင်းကောင်းစီကန်းထဲမှာတိုင်ပင်နေကြတော့သူတို့စားနေတဲ့ချိုရှင်တုပ်တဲကိုမိသားစုကရောက်နေရပါ။မိနာမတို့ကိုမိသားစုကထိလိုက်တော့အဖိုးကြီးတိပြောင်းမသွားပေမဲ့အသက်၂၀ကျော်အကောင်လေးဖြစ်ပြောင်းလဲသွားပါတယ်။အဲ့နောက်မိသားစုကိုချိုရှင်နဲ့ထောင်ချောက်ဆင်ဖမ်းလိုက်ကြပြီးမိုးချိုးလောင်ရင်နဲ့ပိတ်ထားလိုက်တာပါ။မိုးချိုးလောင်ရင်ကဆယ်စက္ကန့်ပဲသုံးလို့ရပေမဲ့အက္ကနေကအချိန်ကိုသူ့ရဲ့နိုင်နဲ့ရထားလိုက်တာကြောင့်၅မိနစ်ထိတော့မိုးချိုးလောင်ရင်ကိုသုံးလို့ရနေအောင်ပါပါ။ နောက်ဆုံးအနေနဲ့ရာရှိရိုးပုံစံပြောင်းအောင်လုပ်ပေးမယ်ဆိုပြီးမီရာကြီးကထိလိုက်ပြင်မဲ့ပုံစံပြောင်းမတော့ပါဘူးရာရှိရိုးရဲ့တက်တန်းကမကြံတော့လာလို့မီရာကြီးကမေးလာပါတယ်အဲ့ချိန်မှာအချိန်နောက်ပြန်စီတဲ့ကာကိုကရောက်လာပြီးမီနာမတူကိုမူလာတိုင်းဖြစ်အောင်လုပ်ပေးလိုက်တာပါရာရှိရိုးရဲ့အချိန်ကမြန်အောင်မကြံတော့ပါဘူးရာရှိရိုးကနောက်တစ်နှစ်လောက်တောင်မကြံတော့တဲ့အချိန်မှာတည်တော့မှလို့ဟန်နာကိုကပြောလာပါပြီဒါကဟန်နာကိုနဲ့စာချုပ်ချုပ်လိုက်လို့မဟုတ်ပဲသူ့ရဲ့ကံကြမ္မာအရာပါပဲ အစကတည်းကဟန်နာကိုကိုခေါ်နိုင်တာကကိုဘက်ကဘာကိုသွားဖို့နီးစပ်နေတဲ့သူတွေပဲမွေးကလေးကပရောဂါဆန်းများရဲ့မီနာမာဒိုလိုလိုလူတွေဒါမှမဟုတ်တေချင်းတရားနဲ့နီးကပ်လာတဲ့သူတွေကာကိုကသူ့ဘက်ကလိုမီရာကြီးကအမားလို့ထားတာဆိုတော့မီရာကြီးထွက်ပြေးမလာရင်ချိန်ဒီအချိန်ကိုပြန်ပြောင်းပေးလိုက်ပါတယ်ဒီလိုပြောင်းလိုက်ရင်ပရောဂါဆန်းမြင့်မားတဲ့သူတွေနဲ့တစီတွေကလွှဲရင်ကျန်တဲ့သူတွေကဒီကာလာတွင်ဖြစ်ပျက်ခဲ့သမျှကိုအကုန်မေ့သွားမှာပါမှတ်ညံ့ဖြောက်လိုက်တဲ့သဘောပေါ့ ဒါပေမဲ့အကနဲ့ကနာရီဆောက်ဖြစ်တယ်ဆိုတာကိုရောရရှိရဲတက်တန်းကလည်းမကြံတော့ဆိုတာကိုရောမီနာမာတိုကမှတ်မိချင်နေတဲ့အကြောင်းအကနဲ့ကကုညီဝဆုံးဖြတ်လိုက်ပါတယ်။ကာကိုကအတိတ်စီအချိန်ပြောင်းမဲ့ချိန်မှာ အကနဲ့ကသူ့ရဲ့နိုင်နဲ့မီနာမာတိုကိုရထားလိုက်မှာပါ။ဒါဆိုရင်မီနာမာတိုကဒီချိန်တွင်ဖြစ်သွားခဲ့တဲ့မှန့်ညံတွေကိုမပြောက်တော့ပါဘူး။ဒီမှာရဲ့အပိုင်းနှစ်ကပြီးဆုံးတော့ပါရဲ့။မီနာမာတိုနဲ့သူ့ကိုဖြစ်တဲ့ဒေဗီရိုဟာကြောက်ခေါမိုတာမှာပညာစမ်းတက်ခဲ့နေရင်မီနာမာတိုကရှုံးသွားပါရဲ့ အချင်းဆိုတာနွေရာသီဟင်းသီးဟင်းရဲလို့အမည်ရတဲ့တချင်တစ်ပုဒ်ကိုရာရှီယိုကရေးဆိုတီလောက်ကပျော်ရွှင်မှန်ပေါက်နေပါရဲ့ဟန်နာကိုရဲ့အိမ်သာကန်နဲ့သွားပြီးဟန်နာကိုကိုမတွေ့ပါဘူးရော်ဆင်းစာအကောင့်လေးတွေမေးကြည့်ရောလည်းမတည်ဘူးဖြစ်နေတာပါဂျိုးတီရဲ့ရာဂူကရောက်လာခဲ့ပြီးတချင်ကလေးတဲ့မြောက်မီဆာဂီခလီကားတွေရဲ့နောက်ထပ်ကောလာဟာလာကိုကြားခဲ့ရပြန်ပါတယ်ကောလာဟာလာအစ်ကတော့ဇုံတွေရဲ့ချင်းချောင်းတက်ချောင်းပြောပြီးခလီကားတူတူတက်သွားမယ်ဆိုရင်ထာဝရအတူနေသွားရမယ်ဆိုတာပါဒါပေမဲ့လေးတဲ့မြောက်ကိုတော့နင်းလို့မရပါဘူးမီဆာဂီကတော့ရာရှီယိုကိုလာတွေ့ပါရဲ့ အကြောင်းကတော့ဒီကောလာဟာလာကြောင့်အတွေးတွေဘယောပိရေလုတ်ပြီးသူ့လေကားစီနေိုင်းလာတက်နေကြလို့ပါစီစဉ်ဝန်းကမကြည့်ရသေးဘူးဆိုတော့မီဆာကီလေကားတက်ကိုကျောင်းအပွဲတယောက်ဖြစ်တဲ့ရာဂိုကစောက်ရှောက်ထားရလို့တီထားလိုက်ပါသူကဒရိဆာပြန်လဲပြောင်းလို့ရတယ်လို့လူပုံစံနဲ့နေလို့ရတယ်မီနာမာတူကပိုးဟက်တွေကိုပုံလိုက်ပန်းပြီးဆေယာဆူချီကိုမော်ရီကိုကျွေးဖို့ယူလာပါတယ်ဆူချီကိုမော်ရီကပိုးဟက်စားရဲဆိုပေမဲ့သူစားခဲ့တုန်းကတကယ်ပိုးဟက်မဟုတ်ပဲပိုးဟက်ပေါ်လှုပ်ထားတဲ့မုတ်တခုပါဒီလိုလုံးနေရတာကဆူချီကိုမော်ရီစီကနဲ့ကုနီတောင်းလို့ဖြစ်ပါတယ် ိုးဘက်တွေကိုတော့အကိုဖြစ်သူတဲရုကမိနာမတို့ကိုကူဖမ်းပေးခဲ့ရပါဟန်နာကိုကခုနကတုန်းကဒီဘက်လာသေးပြီအဲ့ဒီနောက်မှာစိုက်ပျိုးရေးချံမှထွက်သွားတယ်လို့ဆရာကပြောလာပါတယ်ပင်းကူတွေထဲထားတဲ့လောင်ချိုက်ကိုဆရာကယူသွားခိုင်းပြီးအကောင်တွေကိုစိုက်ပျိုးရေးချံနဲ့လွှတ်ခိုင်းလိုက်ပါတယ်ရာရှိရိုထွက်သွားတဲ့ဆူချီကိုမော်ရီကရာရှိရိုတရားမဲ့ကန်ချံမကဘလို့မှပြောင်းမမဟုတ်ဘူးလို့မိနာမတို့ကိုရှင်းပြနေရပါအဲ့ဒီနောက်ဆူချီကိုမော်ရီက၄နာရီစာကြည့်လိုက်တဲ့ကအကြောင်းသားတွေရဲ့အတိတ်ကနေနာဂတ်ဒီအားလုံးကိုရေးထားတဲ့စာအုပ်တွေတွေကတအုပ်ကိုထုတ်ပေးလိုက်ပါတယ်အဲ့ဒီစာအုပ်ကရာရှိရဲ့အကြောင်းကိုရေးထားတာပါ ဒီနေ့တော့ရာရှိယိုရဲ့ဖြစ်စဉ်ကတော့ရာရှိယိုနဲ့ဟန်နာကိုရိုရဲ့ပထမဆုံးအနမ်းဖြစ်မယ်လို့စာအုပ်ထဲမှာရှင်းသားထားပါတယ်။ဒါကြောင့်မီနာမာတိုကတော့မဖြစ်ဘူးဆိုပြီးပြီးထွက်သွားတာစင်နီရောင်ထုတ်ချင်းပေါက်ထုတ်ကုန်ပါတယ်။စိုက်ပျိုးချန်သွားတော့ဖိပျိုးချင်းတပ်ပင်ကရာဂိုကိုနှုတ်ဆက်လို့စကားဝင်ပြောနေရပါတယ်။ရာရှိယိုကိုခြေမျက်စိဝဝကြောင်းသူလို့စကားရဲထဲထဲပြောနေရကြောင်းနောက်တစ်ခါပြောရင်တော့ပေါင်းသက်စင်နဲ့တွေ့မယ်လို့ပြောပြောရင်းတတိပေးလိုက်ပါတယ်။ရာရှိယိုကသူ့ခြေထောက်နဲ့ပတ်သက်ပြီးအပြစ်ပြောရင်လောကမကြိုက်တဲ့သူပါ။ဟန်နာကိုကခုနကတည်းကဒီကိုလာပြီးပြန်သွားတော့ပြီလို့သိခဲ့ရတယ်။ ဆက်ကြတဲ့အရာတခုကိုမပြန်ခင်စိုက်ကြည့်သွားရလို့ဆိုတာကြောင့်တွားကြည့်တော့ဟီနာတာရုလို့ခေါ်တဲ့ပစ္စည်းလေးဖြစ်နေရပါဟန်နာကခေါင်းမိုးထပ်မှထိုင်ရင်လက်ကိုကြည့်နေပါတယ်ရာရှိကရောက်လာတော့သူရထားတဲ့ရည်စားစာကိုလာပြပါတယ်သူရဲ့စာကြည့်စာဝဲခုံပေါ်မှာတင်လာအဖြစ်ပြီးပို့တဲ့သူကတော့မရေးထားပါဘူးရာရှိကတော့ဒီစာကိုဟန်နာကိုရေးရထင်နေရပါတချိန်လုံးကရာရှိကိုစိတ်ပြန်လန်းလာစေဖို့ဆိုပြီးဟန်နာကအာဝါပေးခဲ့ဦးပါတယ်ဒီတစ်ခါမှာတော့ရာရှိကဟန်နာကိုမိုင်နီယာကြောင့်စိတ်ပြန်လန်းလာစေဖို့ဆိုပြီးမထင်မှတ်ပဲအာဝါပေးလိုက်ပါတယ် ဟန်နာကိုကပြန်ဖတ်လိုက်ပြီးစကားတစ်ခုကိုတော်တော်လေးပြောလိုက်တာရာရှိရဲ့မျက်လုံးကအယောင်လေးတောက်သွားတာပါမီနာမာတိုကသူတို့နှစ်ယောက်နမ်းမိမှဆိုလို့အမြင်ရောက်လာမိမယ်ဟန်နာကိုကတော့အဆော့ဆိုင်ရအတွက်ကျေးဇူးတင်ပါတယ်လို့မီနာမာတိုကိုပြောကထွက်သွားခဲ့ပါတယ်ဒီလိုစကားပြောလာတော့သူတို့နှစ်ယောက်နမ်းမိသွားပြီလို့ပဲမီနာမာတိုကထင်လိုက်တာပေါ့ဟန်နာကိုပြောသွားတာကတော့အဲဒီစာကအကနေပေးသွားတယ်လို့ပြောသွားတာဖြစ်ပါတယ်မီနာမာတိုကတော့စိတ်တူရင်းနဲ့ကြံခဲ့ပါပြီဒီမှာရအပိုင်းသုံးကပြီးဆုံးတာပါမိုဂီတွေကပစ္စည်းပို့ရေးလုပ်ငန်းစတင်နေပြီဖြစ်ပြီးမီနာမာတိုကိုစားစောင်းလာပို့တော့ပါတယ် ပိုးကအနေနဲ့ကတော့သူတို့ကိုတခြားလုံးနှလုံးပေးရပါတယ်။အဲ့ဒါကတော့နွေရာသီပွဲတော်ကိုအတူတူသားဖို့ရာရှိဥစီကအကြောင်းကြားတာဖြစ်ပါရဲ့။ဟန်နာကိုကတော့ဒါကိုဥတို့ပြီးတရားမဝင်လိန်ဆက်ဆက်နာတွေကိုသဘောမတူဘူး။ရာရှိဥကတော့မိနာမတို့ကိုပွဲတော်သွားပြီးစိတ်ပြန်လာအောင်လုပ်ဖို့ရည်ရွယ်ထားတာပါ။နွေရာသီပွဲကအကြောင်းပြမှာမှကျဲမတာမို့လို့အကြောင်းကြီးတွေကတွေ့မှာပဲသွားလာလို့ရတယ်တစီအနေနဲ့ဟန်နာကိုကလိုက်သွားလို့လည်းမရဘူး။ဟန်နာကိုကအဲ့ဒါဆိုရင်ကြောင်းထဲမှာပဲလုပ်တဲ့ပွဲတော်ကိုခေါ်သွားမယ်ဆိုပြီးမီဇာကီလီကားကနေတစ်စင်းတစီရီရဲ့ပွဲတော်ကိုခေါ်သွားပေးပါတယ် ဟန်နာကိုကမီနာမာတိုတယောက်တည်းခေါ်သွားတာဖြစ်ပြီးဒရီကဝက်ဆာပါတဲ့ခေါင်းစည်ကိုခေါင်းမှစီးပေးလိုက်ပါတယ်။ဒီပွဲကတစိတွေပဲလှုပ်တဲ့ပွဲမလို့တက်ရှိတယောက်ပါလာတာသိရင်စားရတော့ပါတော့ဖြစ်နိုင်တယ်။ဒါကြောင့်သေပြီးပြီဆိုတဲ့တင်ကြတာဖြစ်ခေါင်းစည်စီးလိုက်တာပါ။ရာရှီကိုကယူဝဝက်ဆောင်နဲ့လာတာကိုဟန်နာကိုကမုံလာဦးဖြူအဝတ်ပတ်လာတယ်လို့ပဲလို့ပြောလို့ရာရှီရဲ့တီးရကိုခံလိုက်ရပါတယ်။ပွဲတော်ကစိုက်တီမှာဈေးဝယ်ရင်တန်ဆက်ကူစာရဲတရက်စီရတယ်။အစိမ့်အနီအဝအပြူအမင်းအားလုံးစုပြီးသွားရင် တူနီရဲ့ဆန္ဒကိုတရက်စီမှာရှိပြီးဝါးမင်းမှာချိန်ရတာ။ အဲ့လိုလုံးရင်ဘာဆူတောင်းဖြစ်ဖြစ်ပြည့်ရလို့ယုံကြည်ကြပါလေ။နန်နမိတ်ထဲကဆူတောင်းဆိုရင်တကယ်ပြည့်ရင်လည်းပြည့်နိုင်ခြင်းရှိရဲ့။အယောင်လေးထက်တာမျိုးဖြစ်နိုင်မြင်မဲ့မီနာမာတိုနဲ့ရာရှိကိုကတော့စူးစမ်းပြီးဆောင်ရွက်စုကြည့်မယ်လို့ဆုံးဖြတ်လိုက်ပါလေ။ရာရှိကိုကတော့သူ့ချက်တော့ပိန်မို့ဆူတောင်းခြင်းနေရပါ။တဆိုင်မီနဆိုင်ဝယ်လိုက်ကြပြီမဲ့နှစ်ယောက်လုံးအယောင်အယောင်ပြည့်အောင်မရကြပါဘူး။ဘာပဲဖြစ်ဖြစ်ပျော်ခဲ့ရပါလေ။ခဏနေမီရှူမီပန်းပွဲရစတော့မှဒီဆောင်ရွက်တွေကိုဝါးပြီးမှတွားကတ်ကြမယ်ဆိုပြီးထွက်လာရင်တဆေတွေကအယမ်းများလာတယ်။ တစိနွားကဝင်ခွေးလို့ရာရှိဦးကလဲကြပြီးတတိပြန်ရမှာလူတွေရဲ့ပွဲစည်းတဲ့နဲ့ရောက်နေရတွေ့ခဲ့ရပါတယ်။အဲ့ဒီမှာဟန်နာကုန်နဲ့တူတဲ့ကောင်လေးတယောက်ကလာထူပါရင်ဘနခုနဲ့ဘနလာရောက်နေလဲမေးတော့တိုင်ကစာရွက်ကိုလိုက်ပြပါရင်စာရွက်မှာက1964ခုနှစ်လပိုင်း9ရက်လို့ရေးထားပါ။ကောင်လေးကဝါးလေးမှာဆူတောင်းစာသွားကတ်မလို့သူ့မှာရှိနေတဲ့စာရွက်ကအနည်းအောင်ပါရရှိဦးကလည်းသူ့မှာကအနီအောင်ဆောက်ရဲပဲလိုရတာကြောင့်၅ရက်စလုံးစုံရင်မူလချင်းကိုပြန်ဖို့ဆူတောင်းမယ်လို့စဉ်းစားလိုက်ပါရဲ့ ကောင်လေးကစာရွက်ကိုတော့လုံးဝမပေးပေမဲ့ဘိုက်စာနေတဲ့ရာရှိကိုတော့မုန်းတဲ့အေးအေးတွေဝဲကြွေးပါတယ်။ကောင်လေးရဲ့နာမည်ကတော့ယူဂီအမနစ်ဆိုတော့ဟန်နာကိုရဲ့မသိရင်တော့နာမည်ပါ။ယူဂီကသူ့ညီလေးနဲ့လာတာဖြစ်ပြီးပြန်ကန်နီးမှတော့အနီအောင်စာရွက်ကိုရာရှိကိုပေးခဲ့ပါတယ်။ရာရှိကယူဂီနှစ်ဖူးကိုနမ်းလိုက်ပြီးတော့အာဂတာရှင်မှုဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ယူဂီကအာဂတာရှင်မှုဖြစ်ချင်တာပါ။အဲဒီနောက်သူ့အခွင့်ခံခဲ့ရတဲ့နွားကြီးကိုဒီဘက်ပွဲတော့မှလည်းတွေ့လိုက်ရတာကြောင့်အခွင့်ခံမှုပြေးဝင်သွားခဲ့တာပါ။ အဲဒီနောက်တစီပွဲတော်ဘက်မှာရာရှိဟိုကသတိမိနေရကနေပြန်ပြီးတော့သတိရလာခဲ့ပါတယ်။ဒီမှာရင်အပိုင်းလေးရပြီးဆုံးသွားပါတယ်။ဒီနေ့မှာတော့ဟန်နာကိုကအသေးစိတ်လွတ်ပြီးခန္ဓာကိုယ်မှာလည်းသွေးရည်ပြေးကျန်နေကရာရှိဟိုစီကနေတကြားလုံးလိုက်တောင်းစားနေပါတယ်။ရှာကိုစာတိုတို့ကလည်းဟန်နာကိုလိုဖြစ်နေတာတွေ့ခဲ့ကြရပြီးမီနာမာတိုနဲ့ရာရှိဟိုကတောက်လျှောက်ထွက်ပြေးနေကြတာပါ။တခြားចောင်းသားများစုကလည်းဇွန်ဘီလိုဖြစ်နေပြီးပါဇက်ကနေတရားလုံးဆိုတာကိုတောက်လျှောက်ရွနေခဲ့ပါတယ်။ဘီယိုရဲဝင်ပုံနေခဲ့ကြပြီးတကားလာဖွင့်တော့ဇွန်ဘီတွေထင်းနဲ့မီနာမာတို့ကသူ့ရဲ့တောင်ဝင်းနဲ့တီးထဲလိုက်ပါတယ်။ ဲ့ဒါကတော့တာမန်တိုင်းရှိနေသေးတဲ့အကနဲနဲ့မီနာမာတို့ကိုတဲရူလိုပါပဲတဲရူရှင်ပြတာကတော့အခုလိုတွေဖြစ်နေရတာကအစိတ်ညှုံးနှဲမှုကြောင့်ဖြစ်ပြီးတကြားလုံးတောင်းတာကတော့မိုကီရဲ့အချင်းဖြစ်တယ်ဒါကြောင့်မိုကီရဲမှာမကောင်းတဲ့ကောင်ရှိနေပြီးအဲ့ဒီကောင်ကိုကြောင်းနေတယောက်ယောက်ကယူလာတာဖြစ်နိုင်ကြောင်းရှင်းပြနေပါတယ်အကနဲကပွိုင်းကိုသွားကြည့်ရအောင်မယ်ဆိုပြီးပြန်တည်းရလာမယ်မယ်ကူးဆက်ခံနိုင်ရပါပြီပါဇက်ကနေတောက်လျှောက်တကြားလုံးပေးဆိုတာကိုပြောနေခဲ့လို့ပါရရှိကိုလိုက်ဆွဲနေရကြောင့်လက်ထဲကအေးဘူးကလွတ်သွားပြီးအကနဲဘောကြတော့အကောင့်တိုင်းပြန်ဖြစ်သွားခဲ့တယ် အကောင်းတိုင်းဖြစ်ပြီးဆိုကမှမီနာမာတို့ကသူ့ရဲ့တောင်မွေးနဲ့ရိုက်ချပစ်လိုက်တာပါခုနဘိုးကငန်နဲ့ရတာရှိတဲ့မီကန်ဆိုတဲ့ဘိုးဟာသူတို့ရှိနေတဲ့ခန်းစီကိုဇွန်ဘီတွေကဝိုင်းအောင်လာပိုင်းအပေါ်တက်ကိုမြောက်ခော့ပြီးမီကန်ဘိုးနဲ့ပတ်ပင်မဲ့ဘာမှမတူကြတာပါဘူးဒါပေမဲ့မိုးကြိုးတွေထွက်ပေါ်လာပြီးဇွန်ဘီတွေကငြိမ်ကြသွားတာပါအဲ့ဒီအချိန်တဲရုကဆိုဒီယမ်ကလိုရိုက်စားရီကိုယူလာပြီးမိစ္ဆာကောင်ကိုမိုဂီကြီးကြီးကိုတွေ့လိုက်ရတာပါမိစ္ဆာမိုဂီကြီးကိုတဲရုကတက်ခိုက်တော့လည်းဘာမှမတူပါဘူးဒါနဲ့ရာရှိယိုနဲ့မီနာမာတို့ကိုတဲရုကဆွဲပြီးအဆောက်အအုံအောက်ဖက်စီစင်းချသွားပါတယ် အောက်ကအသေးသေးလွတ်နေတဲ့ဇွန်ဘီတွေကလည်းလိုက်ခုန်ဆင်းလာတာပါအဲ့ဒီအချိန်စားဘူးကိုအပေါ်ဘက်စီဖွင့်ပြီးတဲရုကလည်းသူ့ရဲ့မှုတ်ကိုတွဲသွင်းလိုက်ပါတယ်အောက်ဘက်မှာအကြောင်းရဲ့ရေကူးကန်ရှိနေရကြအကုန်လုံးရေတွေပုတ်ကျသွားပြီးသတိလက်နေသူတွေကလည်းမကြခင်သတိပင်အားလာမင်းအကောင်းတိုင်းဖြစ်သွားမယ်လို့တဲရုကပြောပါတယ်မိစ္ဆာကနေတန်းစင်သွားတဲ့မူကြီးကိုတော့အိမ်မှာမွေးဖို့တဲရုကပြန်သေးလာပါတယ်အဲ့ဒီမူကြီးကတဲရုစီလာပြီးတန်းစင်ခိုင်းလို့အကြောင်းကခန်းထဲမှာပစ္စည်းစုံတာနဲ့အဲ့ဒီခန်းထဲမှာတန်းစင်နေရပါဒါကမူကြီးကလက်ငါထွက်ပြေးသွားပြီးမိစ္ဆာအစင်းထိကြီးသွားတာ အဲ့ဒီတော့ကျောင်းရဲ့အတန်းတန်းကန်းထဲမှာအံ့ဖွယ်ခွန်းတစ်ခုတည်းကသုံးခုမြောက်ဖြစ်တဲ့မစ္စူဘာကရှိနေပါရဲ့အခန်းထဲမှာဟန်နာကိုရဲ့လူဘွားတောင်ကတက်လိုက်မိရဲ့ညီဖြစ်သူစုကဆဟန်နာကိုရဲ့တငယ်ချင်းစာကူရာနဲ့နက်ဆူဟီကိုတို့လည်းရှိနေကြတယ်စာကူရာနဲ့နက်ဆူဟီကိုတို့ကမစ္စူဘာကိုတိတ်ပြီးသုံးမွင်လို့အတန်းလွတ်ခန်းထဲကနေထွက်စီခြင်းညာရဲ့ဒါနဲ့မစ္စူဘာကလည်းငိုပြီးထွက်လာရဲဆိုတော့မိုဂီတွေကလည်းသူတို့နဲ့နေလေဆိုတော့မိုဂီပြင်းလုံးမလာလို့မစ္စူဘာကထင်သွားရတာမိုဂီလိုဖြစ်အောင်အရင်လောက်ရမယ်ဆိုပြီးမိုဂီတွေကဓာရီအချွန်နေခွဲစိတ်တဲ့ကိရိယာတွေထုတ်ကုန်လို့ထွက်ပြေးရပြန်ပါလေ မဇူကအနေနဲ့အเจ้าမှာတစီမျိုးစုံအောင်တွေ့ဦးပါတယ်။လေကားကမြေဝေးတစီ၊နှာဘူးเจ้าဆရာတစီ၊မတင်းတော်တဲ့လင်ကိစားတွေကိုအားပေးနေတဲ့တပ်ပေတစီ။မဇူပါကလူသားမဟုတ်ပဲတစီဖြစ်နေရကြောင့်လူသားတွေကသူ့ကိုမမြင်ရဘူး။ဘယ်သွားရင်ကောင်းမလဲ။အဲ့ဒီအချိန်ဒဲရီဝါရောက်လာပြီးအခန်းတစ်ခန်းနဲ့ခေါ်သွားပါတယ်။အဲ့ဒီမှာစားတော့ပွဲရင်နဲ့မဇူပါကိုကြိုးစုပ်ပွဲလုပ်ပေးမလို့ပါ။ခုနကမဇူပါကိုထုံးမလို့မဟုတ်ပဲကြိုးစုံမလို့လှုပ်ဝက်တိုင်းနေကြတာ။စုကဆာကဆေးထုတ်လိုက်တာအခွေတွေကနေထုံးမယ်ဆိုပြီးတော့ ။စုကစားကမစ်ဆူပါအတွက်လက်ဆောင်ယူလာသေးရဆိုပြီးဇပွဲကင်းလှန်ပြတော့ဇပွဲအောက်မှာမိုင်ကရှိနေပါတယ်။ဒီမာရီအပိုင်းကပြီးဆုံးတာပါတယ်။တရမမှာတော့ဟန်နာကိုကသူ့ရဲ့အမိယူကီဆိုတဲ့နာမည်နဲ့အတန်းလေးကိုចောင်းသားဖြစ်ရောက်လာပါတယ်။တခြားသူတွေကပါယူကီကိုမြင်နေရတော့ရာရှိတို့တက်ကပို့ပြီးတော့ထူးဆန်းနေပြီ။တစီဟန်နာကိုတော့ကတော့ဟန်နာကိုကိုရာရှိတို့အုပ်စုကပဲမြင်ရတာ။တခြားသူတွေကမမြင်ရဘူးလေ။အကုန်လုံးကဟန်နာကိုကိုပုံမှန်တန်းပေါ်လို့ထင်နေလို့ရာရှိတို့ကလည်းအခုချိန်လေးကိုလန့်နေရပါပြီ။ဘာရီချန်စီနေမှမသိလို့လှည့်စားမခံအောင်ဆိုပြီးဟန်နာကိုအနားတော်ကတ်မခံပါဘူး။ ိုင်ပြောတာကတော့ယူကီကဘူမိပေတာထူးချွန်တယ်ဘေးခန်းမှာအမွှာညီလေးရှိပြီးအရက်ပုတ်ပေမဲ့မထင်မှတ်ပဲအားကားလေးထူးချွန်သေးတယ်ဒီလိုမှတ်ချက်ပေးကြတာပါအနားမှာလည်းသူတစ်ခါမှမတွေ့ဘူးလေမျှော်စင်တွေ့လို့မေးကြည့်တော့ចောင်းစားတက်ခရေရစောင့်နေတာဖြစ်ပြီးအခုထိစောက်လို့မပြီးသေးတာပါဗန်ရှီယိုကဟန်နာကိုကိုပရိရိရိဖြန်းလိုက်ဒိုနက်ပုံနေပြလိုက်မင်းကလေးအင်တာလည်းခေါ်သွားလိုက်လို့ပြီးဟန်နာကိုဘွားကိုမြတ်မှတ်မိမလားစားတတ်နေခဲ့တယ်။ခေါင်းမုတ်ကိုလည်းစားရည်တည်ပြီးတစ်စိပ်ပြီဆိုရင်စားဖို့ကြောက်တဲ့အခုကမကြောက်ဘူးဖြစ်နေရဲ့။ဟန်နာကိုကယာရှီယိုကိုတိတ်ဖို့လက်မှတ်နဲ့ဆောင်ပေးပြီးထွက်သွားခဲ့တာပါ။ တပတ်မှလည်းမစ်ဆူဘာကကြောင်းသားဖြစ်နေပြီးမီနာမာတိုနဲ့တခမ်းနဲ့ဖြစ်နေပါရယ်မီနာမာတိုကတော့မစ်ဆူဘာကိုလူယောင်ဖန်ဆင်းပြီးရောက်လာရဲပဲထင်နေရပါဒုတိယနဲ့နွေရာသီမှာပြောင်းလဲမှုတွေဖြစ်ကုန်တာလားတခွဲခဲဝင်ကျပောက်ကွဲမှုဒေသဖြစ်လို့မစ်ဆူဘာကလက်မှတ်တန်းရရသွေးတွေထွက်သွားပါရယ်ဒါကိုမီနာမာတိုကစိတ်ပူပြီးပတိစီဘေးကလက်ကလည်းပူနေရဲသွေးလည်းထွက်တယ်တစ်စီလိုမျိုးမခံစားရဘူးတပတ်မှာရာရှိဦးကိုရေကူးခန့်တန်ရှင်လှုပ်ဖို့ခေါ်တာရေနဲ့တည်ရင်ငါပြစ်သွားလိမ့်မယ်ဆိုပြီးရာရှိဦးကမလိုက်ပါဘူးမီနာမာတိုကိုရာရှိဦးကသွားတည်တော့ဟန်နာကိုကတဆင်မလားမစ်ဆူဘာကတဆင်မလား စတဲ့အပြန်လန်မေးလဲကြပြီးနောက်ဆုံးတော့နားလေပေးမိတဲ့သူတွေတွေ့သွားကြပြီအဲ့ဒီအချိန်ဟန်နာကိုကသူတို့နှစ်ယောက်ကိုရေကူးကန်တန်ရှင်မလို့ပဲအပြင်းထုနေလို့ဆိုပြီးရေနဲ့လာလောင်းပါတယ်။ရာချီကသူ့ငါးဖြစ်ပြောင်းတော့မယ်ထင်ပေမဲ့အချိန်တော်တော်ကြာရဲ့အထိကိုဘာမှမဖြစ်ပါဘူး။စီစဉ်မမတော်ကရေသူမတက်စီရဲ့အချိန်သာကြောင့်ရာချီကရေနဲ့ထိရင်အခြေဝင်နေထွက်လာပြီးငါးဖြစ်ကိုပြောင်းသွားရမှာပါ။ပုံမှန်မရှိနေရကြောင့်တန်ငယ်ချင်းတွေတက်ညီလန်ညီနဲ့ရေကူးကန်ကိုပြပြွှေရွှေတန်ရှင်ထုတ်လိုက်ကြပါရဲ့ အနာကပန်းမင်းကိုပုံလုံးထန်ဆွဲနေတဲ့ကောင်မလေးကိုရာရှိယိုနဲ့မီနာမာတို့ကတွေးလိုက်ရပေမဲ့ခဏနေတော့မတွေ့ရတော့ဘူး။တကယ်ချင်းနဲ့ပဲပြတ်တာကတော့ပကြီဆွဲရအရန်တော်တဲ့ရှီဂျီမာကကြောင်ကန်းထဲမှာတည်ဆုံးခဲ့ပြီးအခုတည်းလဲသူကြိုက်တဲ့ပကြီကိုဆက်ဆွဲနေရဆိုတဲ့ကောလာဟလာတစ်ခုရှိပါတယ်။သူ့အိမ်ကပကြီဆွဲရကိုအားမပေးလို့ကို့ဘာသာတက်တည်သွားတာပါ။အခုလဲရှင်ဂျီမာကမျောစင်ပေါ်မှာရှိနေပြီးပကြီကနှက်ကောက်ဓာတ်နဲ့ချစ်ပစ်လိုက်ပါတယ်။အဲ့ဒီပုံတွေကရာရှိရိုးနဲ့စကားပြောနေတဲ့တကယ်ရင်းနှစ်ယောက်ပုံတွေဖြစ်ပြီးဓာချီရရဲ့အတိုင်းကြောက်ရွံ့တွေလည်းမျိုးတကယ်လူနှစ်ယောက်က ကွဲကြည့်သွားတာပါ ရာရှိယိုနဲ့မီနာမာတိုတို့လည်းကြောက်လန့်ကုန်တာပေါ့ဟန်နာကိုနဲ့မီနာမာတိုအပါအဝင်ကျန်တဲ့တခင်ချင်းတွေကရောက်လာပြီးဘာမှန်းဖြစ်တာလဲလို့မကြခင်ကကောင်းတိုင်းဖြစ်သွားမှာလို့ပြောလာတယ်။သူတို့တော့ကဘာမှမထူးဆန်းသလိုပဲအားလုံးပါလို့ပုံမှန်တိုင်းပဲဖြစ်နေကြရတာလေအလကားလန့်အောင်လုပ်တယ်အမတ်တရဓာတ်ပုံတွေတောင်ရိုက်သွားကြသေးရပါမင်းစုပါကဒီကဘာကတကယ်ကဘာမဟုတ်ဘူးဆိုတဲ့စကားအစာလေးထွက်လာပြီးထွက်ပြေးသွားပါပြီချီချီမာကဘွဲမရခင်တည်သွားတဲ့ပကြီးဆွဲတာတော်တယ်ကောင်းပါလေးပါသူဆွဲတဲ့ပကြီးတွေကလက်တွေ့ဘဝမှာမဖြစ်နိုင်တဲ့ဆူတောင်းတွေအကုန်ပြေးတဲ့အစမ်းကျတဲ့ကဘာကြီး တစ်ခါပေးမိသွားရင်တော့နောက်တစ်ခါလက်တွေ့ဘဝကိုပြန်မလာနိုင်တော့ဘူးထောက်လျှောက်တူညီရဲ့အချိန်ကိုထောက်လျှောက်ရှောက်သွားနေရလိမ့်မယ်ဒီမှာရပိုင်း6ကပြီးဆုံးတာပါ